ဇလေးတော်လိုင်းကြီးပဲအစ်စ်ကြီးရောက်ပြီလဲစကားစဘက်ကနေရွေးကောက်ပွဲပြီးသွားရင်တချို့တော့ဝတ်တော့လူတွေအဲသွားနိုင်တယ်စကားစအောက်သွားနိုင်တယ်ကျွန်တော်ကူပင်လဲလွန်ခဲ့သောနှစ်လလောက်ကနော်စကားစရွေးကောက်ပွဲမလုပ်ခင်ကပင် ကျွန်တော်ကိုအဲပြည်တွင်းကိုပြန်ဝင်ပြီးတော့အဲပူပေါင်းဆောင်ရွက်ပြီးအကြံဉာဏ်ပေးဖို့တော့ကိုကျွန်တော်နှိုးဆော်တယ်ကျွန်တော်တော့ပြောလိုက်ပါလဲစဉ်းစားအောင်မယ်လို့ပြီးတော့ကျွန်တော်တို့ကသွားနေတာလူလူရဲ့စာနာနဲ့အညီသွားနေတာကျွန်တော်တို့ဒီအချိန်မှာလူလူက ဲစကားစားနဲ့ပူပေါင်းပါဆောင်းစကားစကားစကားမပါဗျာအခုစကားမပါစစ်ကောမရှင်စစ်ကောမရှင်ကနေပြီးအစိုးရတရားဖြစ်သွားလို့ရှိရှင်ငင်းငင်းရေယူကြပါလို့စိတ်ဝင်လာဘူးဘယ်တော့အခါမှစစ်မှန်သောငင်းငင်းရေဖြစ်လာမှာမဟုတ်ဘူးအဲ့ဒါဘာလို့ဆိုတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေရှိနေသမျှကာလနော်နောက်ချက်ဖွဲ့စည်းပုံအခြေခံဥပဒေရရှိနေတဲ့များကာလပတ်လုံးအဲ့နောက်ချက်ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကသွားနေတဲ့များကာလပတ်လုံးကျွန်တော်တို့နိုင်ငံဘရောမလူလာဝင်တော့မဟုတ်ဘူး။ဒါဆိုဒီနောက်ချက်ဖွဲ့စည်းပုံအခြေခံဥပဒေဒီတရုတ်စိတ်ကြရွေးဆွဲခဲ့တဲ့ဥပဒေဖြစ်တဲ့အဲ့ဥပဒေဒီတက်လာတဲ့များအစိုးရလုံးချင်နိုင်လို့လို့ရတဲ့မူဝါဒတွေပါတယ်။ ေချာလေးလာဖို့တော့လိုတယ်ကျွန်တော်အားရအားလို့ကျွန်တော်ဥပဒေအကြောင်းအရာနဲ့ချက်လက်တွေပြောပါမယ်အဲနောက်နောက်ကျွန်တော်လိုက်လွင့်တဲ့အခါကျရင်ရွေးကောက်ပွဲကိုဘယ်လိုနည်းနဲ့တိုက်ခတ်ရမလဲဆိုတဲ့ကိစ္စကိုကျွန်တော်ပြောပါမယ်အဲကျွန်တော်ရွေးကောက်ပွဲကိုနီးမျိုးစုံနဲ့တိုက်ခတ်တဲ့နေရာမှာကျွန်တော်တို့ကအဲငိမ့်ညမ်းစွာโอเคဟုတ်ပြီအဲ့ဒီကြာရင်တရွာနဲ့တရွာမသွားဘူးကွာငါတို့ရွာတွေကနေရွာပြင်မထွက်ဘူးကွာတော့ PTF တွေကလည်းဒီလိုပဲငါတို့ကတော့ဟိုတရွာနဲ့တရွာကိုရွာတွေကိုမထွက်ခိုင်းဘူးကွာရွာတွေကိုတလားတော့မင်းရွာလည်းငါမလာဘူးငါရွာလည်းမင်းမလာနဲ့ဆိုတာတစ်ဖက်လောက်ပေါ့ကွာအဲ့ရွေးကောက်ပွဲကလာတစ်ဖက်လောက်ကိုလူလူကအတန်တိတ်တပိတ်တွေလောက်ပါမယ် လိုအပ်လို့ရှိရင်လမ်းတွေဝလုံးတွေနဲ့ပိတ်တဲ့ပိတ်မဲ့တပ်ပင်းတွေလဲတဲ့လဲမဲ့လမ်းတွေမှာလူသွားလို့မရအောင်ကျွန်တော်တို့လုပ်တင်တော့ပါမယ်ကျွန်တော်တို့မှာလမ်းနဲ့မဲ့ဆန္ဒပြပိုင်ဝင်ရှိတယ်ကျွန်တော်စာတန်းတွေရေးဆွဲတင်ရေးဆွဲရမယ်ဒါကကျွန်တော်တို့ရဲ့လောက်ကမဲ့အစင်တန်းအဲ့တော့ပြည်တွင်းမှာရှိတဲ့လူတွေကစကားစကားဒီဇင်ဘာလမှာပါဘာလို့ရွေးကောက်ပွဲလုပ်လာလဲဆိုရင်ပျော်ပွဲရှင်ပွဲတွေနဲ့အတူကျွန်တော်တို့ပြည်သူလူထုအပြစ်မဲ့တဲ့ပြည်သူလူထုကိုလမ်းပေါ်ဆွဲခေါ်ပြီးရုပ်ရင်းဆန်ကားဖြစ်အောင်လို့တမင်တသက်ဖန်တီးပြီးတော့လုပ်မဲ့ရွေးကောက်ပွဲဖြစ်တယ်။ဒါကိုကျွန်တော်တို့နားလည်ဖို့လိုတယ်။အဲ့တော့အားလုံးကျေးဇူးတင်တယ်။တခိုးတွေကိုလည်းသတိပေးမယ်။မင်းတို့လိန်နာတွေရက်ပါကျေးဇူးပြုရအောင်။ ီသူလူတို့အားနာပါပြည်တွင်းကလူတွေထမင်းကနေကြပြီမိသားစု၃ယောက်ရှိတဲ့အိမ်ကတလောက်၅သိန်းလောက်တော့မှမလောက်ချင်ကြဘူးပြည်ပမှာရှိနေတဲ့ကျွန်တော်တို့ရဲ့ဝေဝဲကြုံတွေပဲပြောရမှာပါဗျာကျွန်တော်တို့မိကောင်းဖခင်သားသမီးတွေပြည်ပမှာသူများအလုပ်လုပ်ပြီးတော့ချွေးနဲ့စားတင်နဲ့လှူဒန်းနေတဲ့ပတ်စံတွေကိုမိမိကြီးထိုင်စားနေတဲ့လူတွေကိုလည်းသတိပေးချင်တယ်မင်းတို့မချက်ဘူးလားလို့နော်အဲ့တော့လက်လေး၃ယောက်လေးထောင်လိုက်အရေးတော်ပုံအောင်အမ်းမီအော်လိုက်ကိုပြောချင်တာတွေပြောလိုက်ဟာမူဒီပေးတယ်ပြောလိုက်ပြည်သူလူထုမျှော်လင့်ချက်အမှားတွေပေးလိုက်တဲ့ကိစ္စကိုရတန်းရပါကျေးဇူးပြုပြီး ကိုထင်တာကိုပြောချင်တဲ့ကောင်လေးကိုလူစောက်ပြစ်တင်ဒီလူစောက်ပြစ်တင်ကိုကြည့်တော့ဗမာနေနေလဲဆိုရင်မဲဆောက်လို့ချင်းမိုင်လို့ဟာလာအမေရိကရောအော်စီရောမှာနေပြီးတော့ကိုထင်တာကိုပြောကိုလှုပ်ချင်တာကိုလိုမြေပြင်မှာဟိုရဲဘော်ကတော့အလှူခံရဖို့အတွက်ဟိုဟုတ်ရင်လဲဟုတ်တယ်လဲပါရင်ပါမယ်မဟုတ်တယ်လဲပါရင်ပါမယ်သူရဲ့စိတ်ခံစားချက်တွေလည်းရှိချင်ရှိနေပေါ့နော်အဲ့တော့အဲ့ဒါတွေကိုကောက်ယူပြီးတော့ဟိုလူအပြစ်တင်ဒီလူအပြစ်တင်တဲ့ကိစ္စတွေရလိုက်ပါနော်အချိန်တိုင်းဖားနေငါနဲ့ကွဲလာမှာအလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်ကောင်စီရွေးကောက်ပွဲပြီးသွားရင်စစ်တပ်နဲ့ပူးပေါင်းသွားနိုင်တဲ့သူတွေကိုကိုနိုင်နိုင်အောင်ပြောလာသည်မို့ အဆုံးထိနားဆင်ဝေဖန်သုံးသက်ပေးသွားကြပါဦးခင်ဗျာကျညာမဲ့ပုံစံပေါ့တချို့ပြည်နယ်တွေကတော့မတိုက်ဘဲနဲ့ကျညာမဲ့ကျွန်တော်ပြောတာကိုနည်းနည်းသဘောပေါက်မယ်လို့ယူဆပါတယ်ကျွန်တော်တို့တိုင်းရင်းသားဒေသတွေမှာကိုပိုင်နေမြေကိုပိုင်ပြည်နယ်တွေကိုပိုင်လွတ်လပ်ခွင့်တွေတည်ထောင်ဖို့အတွက်ကိုအဲဒီကျွန်တော်တို့ဒီစကားစရွေးကောက်ပွဲမတိုင်ခင်မှာအဲထူးခြားတာလေးတွေလာလိုက်မယ်เนาะဒါကျွန်တော်ကြိုပြီးတော့နည်းနည်းမဆိတ်ပို့ပေးတာเนาะအဲ့တော့ကြိုပြီးတော့မဆိတ်ပို့ပေးတာဖြစ်တဲ့အတွက် အဲကြိုးပြီးတော့မဆိတ်ပုတ်ပြရဖြစ်တဲ့အတွက်တချို့ကလည်းကျွန်တော်ကိုမေးကြမယ်ကျွန်တော်တို့ဒီတော်လိုင်းကြီးအဲကြာနေတဲ့အကြောင်းချင်းတွေအဲယနေ့တော်လိုင်းကြီးကနောက်ထပ်အဲထပ်ကြာနိုင်တဲ့အခြေအနေပေါ့ဒါတွေကိုကျွန်တော်တို့ကကျိုးမြင်တယ်ကျိုးလည်းတည်နေတယ်အများနဲ့ကျွန်တော်ပြောခဲ့တယ်နိုင်ငံရေးလှုပ်ရှားမှုတွေခြေထိုးမှုတွေတယောက်နဲ့တယောက်နဲ့ဖော်ခဲ့တဲ့ကိစ္စတွေဖော်မဲ့ကိစ္စတွေသူတို့ချင်းချင်းချားမှရှိရပြဿနာတွေတပုံကြီးလောင်းပါအဲ့တော့ပုံကြီးလောင်းပါအဲ့တော့ကျွန်တော်တို့တချို့ကလည်းမေးတယ်အဲမင်းတို့ဘာလုပ်နေလဲပေါ့တချို့ကကြတော့လည်းပြောတယ်ဒါမင်းဘာမှမလုပ်ဘဲနဲ့ပေါ့ ျွန်တော်တို့ဘာလုပ်ချင်းမလုပ်ချင်းကျွန်တော်တို့ဘယ်လိုနေထိုင်ချင်းမနေနိုင်ချင်းကအဓိကမကြောက်ဘူးပြည်သူလူထုမညံ့မှုတော့ကျွန်တော်တို့ကအများအားကြောကြနေရခြင်းဖြစ်တယ်အဲ့တော့ဆက်ဖြစ်လာမယ့်အခြေအနေတွေဘာဖြစ်မလဲကျွန်တော်တို့ရွေးကောက်ပွဲကိစ္စကိုကျွန်တော်တို့ကစဉ်းစားတယ်ကျွန်တော်တို့သက်ဆိုင်ရာထိ ंछ ုံနေမြေတွေမှာရှိနေတဲ့ကြေးရွာတွေအားလုံးအဲ့ရွာနဲ့နှီးစက်တဲ့လူတွေအားလုံးဒီဇင်ဘာလမှာရွေးပြီးတော့ရွေးကောက်ပွဲကိုစကားစအခုကစကားမှဖြစ်သွားပြီပေါ့စစ်ကော်မရှင်ဘာဖြစ်လို့ရွေးချယ်ပြီးလုပ်လဲဆိုရင်ကျွန်တော်တို့ဒီသတင်းကြွပြီးပြီဆိုရင်တထောင်ဇောင်းနိုင်ပေါ့နော်ဗမာလူစုတထောင်နိုင်အဲစက်တင်ဘာအောက်တိုဘာနိုဝင်ဘာဒီဇင်ဘာပေါ့ ဘာလေးပါလို့ခေါ်တယ်။ဘာလေးပါဆိုတာမြန်မာနိုင်ငံမှာဖြစ်နေတဲ့စီရေးနိုင်ငံရေးပြိပခါတွေအများနဲ့ဖြစ်တဲ့လာရသည်ဖြစ်တယ်။အဲ့တော့ကျွန်တော်တို့ပြောခဲ့တယ်လို့ပဲ။အေပဲပထမပတ်တီကျွန်တော်တို့ကစောက်ကြည့်ပါဆိုတာအဲ့တော့ပြောတာပါ။နောက်ပြည်သူတွေအားမငယ်ဖို့မြေပြင်ကိုတိုက်ရိုက်လှုပ်ဖို့မြေပြင်နဲ့တိုက်ရိုက်ထိတွေ့နိုင်ဖို့အမှန်တရားရေးကြည့်ပါလေ။ဒီအချိန်မှာပို့ပြီးတော့အရေးကြီးတယ်2021ကထက်ပို့ပြီးအရေးကြီးတဲ့အခန်းကဏ္ဍကိုရောက်လာပြီအဲ့တော့ဒီဇင်ဘာလမှာဗာဖြစ်လို့ရွေးကောက်ပွဲကိုလှုပ်လဲဆိုလို့ရှိရင်ဒီဇင်ဘာလကသူတို့ရဲ့လူလူလမ်းလျှောက်ပွဲတွေအဲလူလူလမ်းလျှောက်ပွဲတွေအဲသူတို့လုပ်မယ်အဲသူတို့ အားစကားပွဲလေးလုပ်မယ်လူတို့စီကားအောင်လမ်းပေါ်ခေါ်တင်မယ်အဲကြောကျွန်တော်လိုက်လွှင့်နေနော်โอเคโอเคတောင်းလိုက်ပြန်ခေါ်မယ်နော်အဲ့တော့ကျွန်တော်တို့ဒီလူတို့တွေကိုလှည့်စားမှုစီမံချက်လို့ခေါ်တယ်စီရေးရအောင်နိုင်ငံရေးရအောင်ဒါလှည့်စားမှုစီမံချက်ထဲမှာပါတဲ့စီမံချက်နဲ့စကားစကားနေပြီးရွေးကောက်ပွဲရွေးလို့တာအဲ့လောက်အဲ့တော့ကျွန်တော်တို့ပြည်သူလူထုပြည်တွင်းမှာရှိတဲ့ပြည်သူလူထုကဘာကိုသတိထားရမလဲဆိုတော့ဘာကိုသတိထားရမလဲဆိုတော့ ဲ့တော့ဘာကိုသတိထားရမလဲဆိုတော့အဓိကကျွန်တော်တို့ကလူလူစီကားတဲ့နေရာတွေကိုကျွန်တော်တို့ကမပွားဘူးပြီးတော့အဲဒီရွေးကောက်ပွဲကိုဘယ်လိုဆန့်ကျင်ရမလဲဆိုတဲ့ကိစ္စရွေးကောက်ရွေးကောက်ပွဲဆန့်ကျင်ရလို့လေအဲကျွန်တော်တို့ဒီဘက်မှာအဲတိုင်းရင်းသားတွေဘက်မှာအပြော့လိုင်းတွေအမာလိုင်းတွေတွားတာရှိတယ်အဲ့ဒီမှာရှုပ်ရှုပ်ထွေးထွေးနဲ့ဖြစ်ပေါ်နေတဲ့အခြေအနေတွေလည်းရှိတယ်တချို့တွေကတော့အမြင်ပဲအဟူလူတွေကတော့ဘယ်လိုဖြစ်လဲဒီလူတွေကဘယ်လိုဖြစ်လဲကျွန်တော်တို့မှာအားနည်းချက်အားသာချက်ဆိုတာရှိတယ်တချို့နေရာတွေမှာကျွန်တော်တို့ကရန်သူနှစ်ဖက်မွေးလို့မရတဲ့အခြေအနေမျိုးမှာကျွန်တော်တို့ကအလျှော်ပေးဆက်ဆံရတာရှိတယ်ဒါပေမဲ့ဒီဒီဒီလက်ရှိရှိနေတဲ့စနစ်ဆိုးအောက်ကကျွန်တော်တို့ရုံထွက်ဖို့ဆိုရင် ျွန်တော်စိတ်ရှိဖို့လိုတယ်ကျွန်တော်ပြောတယ်တော်လန်ကြီးကတမာတိအားကောင်းတယ်စိတ်ရှိမှရမယ်ဆိုတဲ့ဟာကိုကျွန်တော်အများနဲ့ပြောလို့ရှိတယ်အဲ့တော့ကျွန်တော်တို့ဖြစ်ချင်တဲ့အရာတွေကိုလော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 နဲ့လုပ်တဲ့ကိစ္စမှာအာကျွန်တော်တို့မှားခဲ့ပြီးပါအများကြီးလက်ရှိကျွန်တော်တို့ဒီ UNG အစိုးရလက်ရှိဖြစ်ပေါ်နေတဲ့အချက်တွေကဘာလဲဆိုတော့နိုင်ငံရေးတိုက်ခါမဲ့မှုနဲ့နိုင်ငံရေးကိုတိစ္ဆာမရှိမှုကြောင့်ယနေ့ကာလမှာအခက်အခဲချက်တွေကိုရောက်နေတာ အဲသူတို့ရှိမှာနိုင်ငံရေးမှုနိုင်ငံရေးစံနိုင်ငံရေးစံနှုန်းအတိုင်းကိုသူတို့လိုက်နာနိုင်မှုလောက်ဆောင်နိုင်မှုအတွက်သူတို့မှာလုံးဝကိုအင်အားမရှိတဲ့ပြဿနာဖြစ်နေတယ်။အဲတော့သူတို့ကကချင်ဘက်မှာလည်းဆွေးနွေးလိုက်၊ကရင်ဘက်မှာဆွေးနွေးလိုက်တချို့အဲကျွန်တော်တို့ကတော့ဒီတောင်ပိုင်းမှာနေတဲ့ခါကျတော့တောင်ပိုင်းမှာတချို့ဆွဆွဲတာရှိတယ်။အဲတခိုးတွေကိုလက်သက်ခံမလားဘာလားညာလားပေါ့။အဲတော့ကျွန်တော်တို့က UNG နဲ့နိုင်ငံရေးအရာဆွေးနွေးတာစစ်ရေးအရာဆွေးနွေးတာမဟုတ်ဘူး။ကျွန်တော်တို့က MOD မှာရှိနေတဲ့ PDF တွေနဲ့ PDF ခေါင်းဆောင်ပိုင်းတွေနဲ့စစ်ရေးအရာဆွေးနွေးတာနိုင်ငံရေးအရာဆွေးနွေးတာမဟုတ်ဘူး။ကျွန်တော်တို့ကစစ်ရေးနဲ့နိုင်ငံရေးကိုတချို့ရောချနေကြတယ်ကျွန်တော်တို့တွေ့ရတယ်။ ဲ့တော့စည်ရေးဆိုတာဘယ်လိုဟာလဲနိုင်ငံရေးဆိုတာဘယ်လိုဟာလဲဆိုတာလဲကျွန်တော်တို့ပြည်သူတွေကထိုက်တဲ့လောက်နားလဲတိထားဖို့တော့လိုအပ်တယ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်အဲ့တော့ပြည်သူတာအဓိကဆိုတာဘာကြောက်ပြောရလဲဆိုတော့ဒီစကားစားရဲ့ရွေးကောက်ပွဲပြီးသွားရင်စကားစားရွေးကောက်ပွဲကိုမဖြစ်မနေလောက်ပါဘာလို့လဲဆိုတော့ဒီဇင်ဘာကာလမှာအကြောင်းပိတ်ရာဒီရောက်မဲ့အချိန်အားစကားပွဲတွေစာတင်ကြောင်းတွေမှာအားစကားပွဲတွေလုပ်မယ်လမ်းပေါ်မှာလူလူလမ်းလျှောက်ပွဲတွေလုပ်မယ်ရက်ကွက်ထဲမှာစီကောင်းအောင်လုပ်မယ်အဲ့တော့အဓိကိစ္စတွေကိုသူကရွေးချယ်ပြီးတော့လုပ်နေတဲ့ပြဿနာတွေဆိုတော့ကျွန်တော်တို့ပြည်သူလူထုကလည်းမအားဘူးအရေးကြီးတယ် 江罗肉的个，走地阿的呢？在伊、啊、的要我们拼命的呀，拖家门；在伊的要我们拼命的，多阿门。说来可以耍一波啦，比水。江罗肉嘛，全一切木克开哦，啥个啥把个都吃得到。哎咯，江罗肉个，你话那个嘛，新年炒毛鸭子来吃汤水，鸭子来吃汤嘛。江罗肉六月三份五月，哎，江罗肉冬天那刀老伯三六月，啊，冬天那刀老伯喏，比如话三六月年牛，就人生汤中新鲜，哎，那刀老伯喏。嗯 အခုလောက်ဆိုတသောင်းလောက်ကြီးထားတယ်အမှန်မှန်စောင့်ဝင်ဦးရ9000ကျော်ပဲအဲ့တော့ကာကြီးထောင်ဘမနိုင်ငံဘိုးအောက်ပမာပြီးဘိုးအချင်းထောင်ဘိုးအချင်းထောင်မှာ9000နဲ့800လောက်ပဲလက်ခံတဲ့ထောင်မှာတသောင်းလောက်ထားလာတယ်အဲ့တော့ကျွန်တော်တို့ကဒီလိုဘိုးထောင်မှာတော့မှဟိုတောင်းနဲ့ချီပြီးတော့ကြော်ပြီးတော့ထားတယ်ဆိုတော့ကျွန်တော်တို့ပြန်စဉ်းစားရမှာက98000ဆိုလို့ရှိရင်ကျွန်တော်တို့က9သိန်းပဲထားအောင်မြန်မာနိုင်ငံမှာလူကြီးတသန်းလောက်မဆက်ပါဘူးအဲ့တော့ပြည်သူလူထုကလည်းရဲရဲရင်းရင်းနဲ့ရင်ဆိုင်တက်ဖို့တော့အမှန်တန်ရေးကြည့်တယ်တမိုင်းတရားခံဆိုတာကစကားဆိုင်ရဲ့ရွေးကောက်ပွဲအထူးကဖြစ်နေတယ်ဒါကိုကျွန်တော်တို့နားလည်ဖို့လိုတယ်အခုလက်ရှိပြောချင်တာက အဲတောင်ပိုင်းမှာဖြစ်နေတဲ့ပြဿနာတွေအကုန်လုံးကစီးရေးနိုင်ငံရေးကိုကျွန်တော်တို့ကခွဲခြားသိမြင်တတ်ဖို့လိုတယ်။အဲကျွန်တော်တို့မှာအစစ်အစစ်ဖြစ်သေးတဲ့အချိန်မှာကျွန်တော်တို့မှာရန်သူနှစ်ပေါင်း80အဲကျွန်တော်တို့ကိုအုပ်ချုပ်လာတဲ့ရန်သူကမျိုးမျိုးစုံပြည်ရဲ့မျိုးစုံတဏ္ဍာမျိုးစုံနဲ့ထိုးနေတာရှိတယ်။အဲတော့ကျွန်တော်တို့အဓိကကအဲဒီလက်ရှိတွားနေတဲ့စီးရေးနိုင်ငံရေးကိုတချို့ကကျွန်တော်မေးတာညားကြီးမေးတယ်ဒါတွေဘယ်လိုဖြစ်သွားတာလဲ BGA တွေ PC တွေ DGP တွေကဘယ်လိုဖြစ်လို့ပေါင်းသွားတာလဲကျွန်တော်ပြောမှမတာဝန်ခံအဆင့်နဲ့အုပ်ချုပ်သူအဆင့်ဆိုတာတော့နားလည်ဖို့လိုတယ်တာဝန်ခံအဆင့်လောက်နဲ့လက်မှတ်ထိုးလိုက်တဲ့ကိစ္စမှာ အဲကျွန်တော်တို့ကဆုံးမပြောတော့ဟိုရက်ွက်တစ်ခုမှာဗျာဟိုယာယီမှုကလက်မှတ်ထိုးလိုက်တဲ့ကိစ္စကဥက္ကရာမပြီးဘူးဗျာဥက္ကရာမှာညှိမှိုင်ခွင့်ရှိတယ်ဥက္ကရာကလက်မှတ်ထိုးလိုက်ရင်လည်းယာယီမှုကလိုက်နာစရာမလိုဘူးအဲကျွန်တော်ပြောတဲ့အကြမ်းပြင်းပေါ့နော်ဆုံးမပြောတော့ယာယီမှုအစ်လောက်ကလက်မှတ်ထိုးလိုက်တဲ့ကိစ္စကိုကျွန်တော်တို့ဥက္ကရာတီသွားပြီးဆဲနေတဲ့လူတွေရှိတယ်ဒါကိုကျွန်တော်တို့နားလည်ဖို့လိုတယ်ယာယီမှုနဲ့ဥက္ကရာဆိုတာကိုလည်းခွဲတက်ဖို့လိုတယ်ဘာလို့ဆိုကျွန်တော်တို့ကယာယီမှုသဘောတူရတဲ့ကိစ္စကိုဒါအခုကကယာယီမှုသဘောတူတာမဟုတ်စေရင်ကောင်းသဘောတူတဲ့အစိမ်းပဲရှိတယ် စိန်ကောင်းသဘောတူလိုက်တဲ့ကိစ္စကိုယာယီမှုကရောဥက္ကဋ္ဌကရောညှိမှိုင်မှုရှိတယ်ဒါကိုကျွန်တော်တို့ကဂျီဝအဖြစ်အကြမ်းမြေနိုင်ငံရေးအရာရောစီရေးအရာရောသိဖို့လိုရတယ်ကျွန်တော်တို့လက်ရှိဖြစ်နေတဲ့စီရေးပဋိပက္ခနိုင်ငံရေးပဋိပက္ခနိုင်ငံရေးပဋိပက္ခကနေပြီးတော့တော်လန်ရေးအဆင့်ရေချိန်မြင့်လာပြီးတော့စီရေးပဋိပက္ခအခြေအနေတွေကိုရောက်လာပြီအဲ့တော့တော်လန်ရေးနိုင်ငံရေးစီရေးပဋိပက္ခဖြစ်နေတဲ့၃မျိုး၃မျိုးပေါ့နော်၃ပွင့်ဆိုင်ပေါ့စီရေးရဲ့နိုင်ငံရေးရဲ့တော်လန်ရေးစီရေးနဲ့နိုင်ငံရေးနဲ့တော်လန်ရေးဆိုတာလည်းမတူညီပါဘူး တော့မတူညီပါဘူးတော်လန်ရေးဆိုတာကအဓိပ္ပာယ်ရှိတယ်စီရေးဆိုတာကအဓိပ္ပာယ်ရှိတယ်အဓိပ္ပာယ်ကမတူဘူးစီရေးဆိုတဲ့နေရာမှာငင်းငယ်ရေးယူလို့ရတယ်တော်လန်ရေးဆိုတဲ့နေရာမှာငင်းငယ်ရေးယူလို့မရဘူးကျွန်တော်တို့ကတော်လန်ရေးလုပ်နေတာလားစီရေးလုပ်နေတာလားဟာစစ်တိုက်နေတာပဲဆိုတာစီရေးလို့တက်လို့မရဘူးကျွန်တော်တို့ကပြည်သူလူထုအလုံးစုံစနစ်ဆိုးအောက်ကလုံမြောက်ဖို့အတွက်စစ်အာဏာရှင်စနစ်ဆောင်ရပြောလို့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုကျွန်တော်တို့မကြိုက်ဘူးမကြိုက်လို့ရှိရင်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲစကားစကားပဲလုပ်ပြီးလုပ်ပြီး UNG ကပဲလုပ်ပြီးလုပ်ပြီးစစ်မှန်တဲ့မူတော့ရှိရမယ် စစ်မှန်တဲ့မူတော့ရှိရမယ်ကျွန်တော်တို့ပြည်သူလူထုကလည်းအဲအဲ့တော့ဒီကျွန်တော်တို့ကလည်းဒီအဲ့ဒီမူတွေကိုနားလည်မှသာလေကျွန်တော်တို့ကတိမှသာလေကျွန်တော်တို့ကဝေဖန်အပြစ်တင်ဆောလို့ရမယ်အဲကျွန်တော်ပြည်သူလူထုကိုအဲကျွန်တော်တို့ကစကားပြောတဲ့နေရာမှာအဲဘာလို့ထိမ်းပြီးပြောနေတာလဲတချို့ကတည်းကကျွန်တော်တို့ပြောတခိုးမအကြောင်းဖော်ပါလားလို့ဟိုဟိုအကြောင်းဖော်ပါလားကျွန်တော်ဟိုအောက်မှာကျွန်တော်အမြင်နဲ့ပြိခံရတယ်နော်ကျွန်တော်ဗမာလူနန်းအောင်ကောက်ပါအမင်းနဲ့ပိတ်ခံရတယ်ဘာလို့ပိတ်ခံရလဲဆိုတော့ကျွန်တော်နန်းနန်းအောင်ဆိုတဲ့နာမည်နဲ့ Facebook မှာတော့ တုံတုံစာရေးလို့မရဘူးကျွန်တော်ဟိုဘက်ကအကောက်အကြီး6လပိတ်ခံထားတဲ့အကောက်အကြီးဆိုအဲ့ဒီထဲမှာ NUG မှာရော NLD မှာရောနိုင်ငံတကာမှာရောစာပေဂီတမှာရောအကုန်လုံးတကယ်ကိုလူပုဂ္ဂိုလ်တွေအများကြီးပါ6လပိတ်ခံရတယ်။ဒါကြောင့်လို့ဆိုတော့အမှန်တရားကိုပြောရင်ဒီနိုင်ငံမှာပြောလို့မရဘူး။အမှန်တရားကိုပြောရင်ဒီနိုင်ငံမှာကြောက်နေရတယ်။ဒီဘက်မှာရှိတဲ့လူတွေကလည်းမဲဆောက်လောက်ကနေနေပြီးတော့ဟိုလိုလုလိုက်ပါလားဒီလိုလုလိုက်ပါလားခင်ဗျားတို့ပြောကြတယ်။ကျွန်တော်တခါကျစဉ်းစားတယ်။ခင်ဗျားတို့မူဝါဒတွေရေးဆွဲတယ်အဲ အဲ့တော့တခါတကြရင်ခင်ဗျားတို့ဒီပြည်ပမှာနေပြီးတော့တော်လိုင်းကြီးမှာဒီနေ့တော်လိုင်းကြီးကိုကြည်တယ်ပေါ်ပူလာဖြစ်ချင်တဲ့လူကများရတယ်ကအဲဟိုအကြောင်းတရားအခြေအနေတခုကိုသိချာမသုံးတတ်ဘူးအဲ့တော့ဟိုဟိုကိစ္စတခုကမပြီးသေးဘူးဖြစ်ချင်တဲ့စိတ်ကများနေတယ်အဖြစ်တင်စောကြတယ်ပေါ့ကျွန်တော်တို့ကဖားစရာလည်းအကြောင်းမရှိသူကားစရာလည်းအကြောင်းမရှိဘူးကျွန်တော်တို့သွားရမယ်ရန်သူကမိမလို့မိမရမိမကျင့်မိမကျန်ဟာလာနှစ်ပေါင်း80လောက်ကျွန်တော်တို့ပုံမှာနီးမျိုးစုံနဲ့ကလင်ကချစ်ကြပြီးတော့လှုပ်ချင်တိုင်းလှုပ်ခဲ့တဲ့လူတွေလေဒီဟာတွေကိုကျွန်တော်တို့က Bangladesh BGB အပေါ် AA ဆွဆွဲချက်ပဲချ ARSA RSO အဖွဲ့များကိုဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လက်ခံထားပြီးဘင်္ဂလားဒေ့ရှ်နေချာဆောက်တဲ့ BGB ကထောက်ခံအားပေးနေသည်ဟုအာရခတ်တတော် AA ကိုယမန်နေ့က BGB ကပယ်ချလိုက်သည် BGB ကမွတ်စလင်လက်နက်ကိုင်များဖြင့်ချိတ်ဆက်ဆောင်ရွက်မှုရှိသည်ဟု AA ဆွဆွဲချက်မှာအထင်အမြင်လွဲမှားမှုသာဖြစ်ကြောင်းနှင့် BGB နှင့်မွတ်စလင်လက်နက်ကိုင် ARSA RSO တို့ဆက်ဆက်မှုမရှိကြောင်းပြောသည် မွတ်စလင်လက်နက်ကိုင် ARSA RSO ကထက်သီးကောင်းဆောင်တဦးဖြစ်သည့်အာတာဦးလာပါဝင် အများပြားကိုဖမ်းဆီးထားပြီးဘင်္ဂလားဒေ့ရှ်အနေဖြင့်အကြမ်းဖက်မှုများကိုအရေးယူဆောင်ရွက်နေသည်ဟု BGB ကပြောကြားထားသည် နေချားဆောင်တပ်ဖွဲ့ BGB အနေဖြင့်နေဆက်ဒေတာတလျှောက်တွင်နိုင်ငံနယ်နိမိတ်များလုံခြုံစေရန်တရားဥပဒေစိုးမိုးရေးကိုအလေးထားဆောင်ရွက်နေပြီးမွတ်စလင်လက်နက်ကိုင်အဖွဲ့များကိုမိတိထောက်ပံ့မှုမှမရှိကြောင်းလည်းဆိုသည့်နေဆက်တလျှောက်တွင်လည်း BGB အနေဖြင့်အချိန်ပြည့်ကင်းလက်ဆောင်ရွက်ခြင်းများပြုလုပ်နေပြီးအကြမ်းဖက်မှုများကိုတားဆီးနေသည်ဟုပြောသည် အာရခတ်တတော် AA ကဘင်္ဂလားဒေ့ရှ် BGB ထဲကအရာရှိအချို့မှာစစ်သွေးကြွမု슬လင်လက်နက်ကင်ဖွဲ့များကိုစခန်းနေရာပေးထားခြင်းလက်နက်များတပ်ဆင်ပေးထားခြင်းစစ်တင်နှံများပေးအပ်ခြင်းနဲ့စစ်သွေးကြွဝါဒီကိုအားပေးထောက်ခံနေသည်ဟုပြောဆိုထားသည်စစ်သွေးကြွဝါဒီများနဲ့မု슬လင်လက်နက်ကင်များအား အေးအေးယူခြင်းမဆောင်ရွက်ပါကနှစ်ဖက်ဆက်ဆံရေးအခြေအနေမှာပိုတင်းမာလာနိုင်ကြောင်းလဲ AA ကတတိပေးခဲ့သည်မွတ်စလင်လက်နက်ကိုင် ARSA RSO အဖွဲ့များမှဘင်္ဂလားဒေ့ရှ်ဘက်တွင်အခြေကုပ်ယူပြီးရခိုင်ပြည်ထဲသို့စိတ်ဝင်ကာအကြမ်းဖက်လုပ်ငန်းများဆောင်ရွက်နေသည်ဟု AA ဆွဆွဲချက်ကိုဘင်္ဂလားဒေ့ရှး BGB ကညှင်းပယ်ထားပြီးမြန်မာနိုင်ငံအတွင်းမှသာစိတ်ဝင်နေခြင်းဖြစ်ကြောင်းတုံ့ပြန်ထားသည်အတက်တွေသွားတွေ့ရင်အပြော့ကိုအပြော့နဲ့တိုက်လို့မရအောင်လုံသွားတယ်အပြော့ကို အမာနဲ့တိုက်ကြတယ်အမာဟိုကအပြော့နဲ့တိုက်ကြတယ်အဲ့ဒီဥစ္စာကစီးရေးနိုင်ငံကြီးမှာတုံးရတဲ့မဟာဗျူဟာကြကြစဉ်းစားတွေးခေါ်ရတဲ့တုံးတော့ရတဲ့တုံးတော့ပြတယ်ဒါကိုကျွန်တော်မိဘပြည်သူတွေထိုက်တဲ့နောက်တော့နားလည်ရဘူးလို့လို့တယ်ကျွန်တော်ပြောချင်တယ်တခိုးတွေရဲ့အကြောင်းကိုကျွန်တော်စာပြောခဲ့ပြီးပြီအဲ့ပြီးတော့ဟိုအုပ်ချုပ်မှုရန်တရားမှမှန်ကန်တဲ့လူတွေကိုကျွန်တော်ပြောခဲ့ပြီးသွားပြီကျွန်တော်မှပြောစရာကကျွန်တော်တို့ရဲ့တိုင်းသားပြည်သူလူထုပဲရှိတယ်ပြည်သူလူထုတွေသဘောပေါက်နားလည်လွယ်မဲ့စကားကိုပဲကျွန်တော်ရွေးပြောမယ်အဲနောက်ဆိုရှင်ကျွန်တော်ဥပမေဥပမာရတယ်ပြောပြမယ်အဲ့တော့ဇလေးတော်လိုင်းကြီးပဲအစ်စ်တီရောက်ပြီလဲစကားစပတ်ကနေရွေးကောက်ပွဲပြီးသွားရင် တချို့တော့တော့လူတွေအဲသွားနိုင်တယ်စကားစားအောက်သွားနိုင်တယ်ကျွန်တော်ကိုပင်လေလွန်ခဲ့သော2လလောက်ကတော့စကားစားဂျူကောက်ပွဲမလုပ်ခင်ကပင် ကျွန်တော်ကိုအဲပြည်တွင်းကိုပြန်ဝင်ပြီးတော့အဲပူပေါင်းဆောင်ရွက်ပြီးအကြံဉာဏ်ပေးဖို့တော့ကိုကျွန်တော်နှိုးဆော်တယ်ကျွန်တော်တော့ပြောလိုက်ပါလေစဉ်းစားအောင်မယ်လို့ပြီးတော့ကျွန်တော်တို့ကသွားနေတာလူလူရဲ့စာနာနဲ့အညီသွားနေတာကျွန်တော်တို့ဒီအချိန်မှာလူလူကအဲစကားစားနဲ့ပူပေါင်းမှာ ဆောင်းစကားစကားစကားမှာပေါ့ဗျာအခုစကားမှာပေါ့စစ်ကောမရှင်စစ်ကောမရှင်ကနေပြီးအစိုးရတရားဖြစ်သွားလို့ရှိရှင်ငင်းငင်းရေယူကြပါဆိုစိတ်ဝင်လာဘူးဘယ်တော့အခါမှစစ်မှန်သောငင်းငင်းရေဖြစ်လာမှာမဟုတ်ဘူးအဲ့ဒါဘာလို့ဆိုတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေရှိနေသမျှကာလနော်နောက်ချက်ဖွဲ့စည်းပုံအခြေခံဥပဒေရရှိနေတဲ့များကာလပတ်လုံးအဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကသွားနေတဲ့များကာလပတ်လုံးကျွန်တော်တို့နိုင်ငံဘယ်တော့မှလူလာဝင်တော့မဟုတ်ဘူး။ဒါဆိုဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေဒီတရုတ်စိတ်ကြရွေးဆွဲခဲ့တဲ့ဥပဒေဖြစ်တယ်။အဲ့ဒီဥပဒေဒီတက်လာတဲ့များအစိုးရလုံးချင်တိုင်းလုံးလို့ရတဲ့မူဝါဒတွေပါတယ်။ သိချာလေးလာဖို့လိုတယ်ကျွန်တော်အားရအားလို့ကျွန်တော်ဥပဒေအကြောင်းအရာနဲ့ချက်လက်တွေပြောပါမယ်အဲနောက်နောက်ကျွန်တော်လိုက်လွင့်တဲ့အခါကျရင်ရွေးကောက်ပွဲကိုဘယ်လိုနည်းနဲ့တိုက်ခတ်ရမလဲဆိုတဲ့ကိစ္စကိုကျွန်တော်ပြောပါမယ်အဲကျွန်တော်ရွေးကောက်ပွဲကိုနီးမျိုးစုံနဲ့တိုက်ခတ်တဲ့နေရာမှာကျွန်တော်တို့ကအဲငိမ့်ညမ်းစွာโอเคဟုတ်ပြီအဲ့ဒီကြာရင်တရွာနဲ့တရွာမသွားဘူးကွာငါတို့ရွာတွေကနေရွာပြင်မထွက်ဘူးကွာတော့ PTR တွေကလည်းဒီလိုပဲငါတို့ကတော့ဟိုတရွာနဲ့တရွာကိုရွာတွေကိုမထွက်ခိုင်းဘူးကွာရွာတွေကိုတလားလောက်မင်းရွာလည်းငါမလာဘူးငါရွာလည်းမင်းမလာနဲ့ဆိုတာတစ်ဖက်လောက်ပေါ့ကွာအဲ့ရွေးကောက်ပွဲကလာတစ်ဖက်လောက်ကိုလူလူကအတန်တိတ်တပိတ်တွေလောက်ပါမယ် လိုအပ်လို့ရှိရင်လမ်းတွေဝလုံးတွေနဲ့ပိတ်တဲ့ပိတ်မဲ့တပ်ပင်းတွေလဲတဲ့လဲမဲ့လမ်းတွေမှာလူသွားလို့မရအောင်ကျွန်တော်တို့လုပ်တင်တော့ပါမယ်ကျွန်တော်တို့မှာလမ်းနဲ့ဆန္ဒပြပိုင်ဝင်ရှိတယ်ကျွန်တော်တို့စာတန်းတွေရေးဆွဲတင်ရေးဆွဲရမယ်ဒါကကျွန်တော်တို့ရဲ့လောက်ကမဲ့အစင်တန်းအဲ့တော့ပြည်တွင်းမှာရှိတဲ့လူတွေကစကားစကားဒီဇင်ဘာလမှာပါဘာလို့ရွေးကောက်ပွဲလုပ်လာလဲဆိုရင်ပျော်ပွဲရှင်ပွဲတွေနဲ့အတူကျွန်တော်တို့ပြည်သူလူထုအပြစ်မဲ့တဲ့ပြည်သူလူထုကိုလမ်းပေါ်ဆွဲခေါ်ပြီးရုပ်ရင်းဆန်ကားဖြစ်အောင်လို့တမင်တသက်ဖန်တီးပြီးတော့လုပ်မဲ့ရွေးကောက်ပွဲဖြစ်တယ်။ဒါကိုကျွန်တော်တို့နားလည်ဖို့လိုတယ်။အဲ့တော့အားလုံးကျေးဇူးတင်တယ်။တခိုးတွေကိုလည်းသတိပေးမယ်။မင်းတို့လိန်နာတွေရက်ပါကျေးဇူးပြုရအောင်။ ီသူလူတို့အားနာကပြည်ရင်းကလူတွေထမင်းကနေကြပြီမိသားစု၃ယောက်ရှိတဲ့အိမ်ကတလောက်၅သိန်းလောက်တော့မှမလောက်ချင်ကြဘူးပြည်ပမှာရှိနေတဲ့ကျွန်တော်တို့ရဲ့ဝေဝဲကြုံနေပဲပြောရမှာပါဗျာကျွန်တော်တို့မိကောင်းဖခင်သားသမီးတွေပြည်ပမှာသူများအလုပ်လုပ်ပြီးတော့ချွေးနေစားနေတဲ့လှူဒန်းနေတဲ့ပတ်စံတွေကိုမိမိကြီးထိုင်စားနေတဲ့လူတွေကိုလည်းသတိပေးခြင်းလဲမင်းတို့မချက်ဘူးလားလို့နော်အဲ့တော့လက်လေး၃ယောက်လေးထောင်လိုက်အရေးတော်ပုံအောင်အမ်းမီအော်လိုက်ကိုပြောချင်တာတွေပြောလိုက်ဟာမူဒီပေးတယ်ပြောလိုက် ပြည်သူလူထုမျှော်လင့်ချက်အမှားတွေပေးလိုက်တဲ့ကိစ္စကိုရတနာရပါကျေးဇူးပြုပြီးတော့ပြီးတော့ပြည်ထောင်မှာရှိနေတဲ့ကျွန်တော်တို့တက်ကြွလှူရှားသူတွေနိုင်ငံရေးသမားတွေအဲကျွန်တော်တို့ကျွန်တော်တို့ဒီနော်ဒီ NLD အစိုးရလက်ထက် NLD ခစ်တစ်ခစ်မှာကျွန်တော်တို့ကပုံကူအမျိုးတေပါတီအမျိုးတေတွေနဲ့ဖြစ်ခဲ့တဲ့ပြဿနာတွေမှာဒါကပြည်သူလူထုနဲ့မဆိုင်ဘူးဆိုတာကိုကျွန်တော်အရင်ဆုံးပြောချင်တယ်အဲ့ဒီတက်ပတ်သက်ပြီးတော့ကျွန်တော်တို့က စားခစားဘက်ကိုတိုင်းပြည်ကတော့ပြည့်စည်တော့မှာပဲငါတို့ကဒီလိုကဲမရမယ်ဆိုတော့လူဘိန်းအတွေးတွေမတွေးဘူးလေမြေတားရက်ခံတယ်။ကျေးဇူးပြုပြီးတော့ခင်ဗျားတို့ရဲ့လောက်ရက်တရားဒါတမိုင်းတက်တရားဒီချိန်မှာတော်လိုင်းကြီးအဆဆိုတာကိုမှတ်ထားပါနော်အဲ့တော့ဘာသာမတူလူမျိုးမတူတဲ့လူတွေလည်းကိုကိုကိုပြန်ပြီးတော့တုံ့တန်ကြပါငါတို့ကဘာအတွက်အသက်ရှင်နေတာလဲဆိုတာကျွန်တော်တို့မှာဂုံတိတ်ခါရှိတယ်ကျွန်တော်တို့မှာလူကုံတိတ်ခိတ်တိတ်တိတ်ခါရှိတယ်ကျွန်တော်တို့လူကုံတိတ်ခါဆိုတဲ့နေရာမှာကျွန်တော်တို့တိုင်းပြည်တပြည်ရဲ့လူကုံတိတ်ခါကကမ္ဘာအလယ်မှာဘယ်လောက်ထိမျက်နှာငယ်နေရလဲဆိုတာကိုပြည်ပကလူတွေပူတည်တယ်ပြည်ပမှာနေနေတဲ့ အခုလက်ရှိထိုင်းတို့မလေးရှားတို့စင်ကာပူတို့ဟာလာတောင်ကိုရီးယားတို့ဟိုလာဂျပန်တို့မှာရှိနေတဲ့လူတွေပိုသေးတယ်။သူများမလုပ်ချင်တဲ့အလုပ်တွေကျွန်တော်တို့လုပ်နေရတယ်။ကျွန်တော်တို့ညီကောင်မတွေလူကုန်တိတ်ခါတွေရောင်းစားခံနေရတယ်။အဲ့တော့လူကုန်တိတ်ခါတွေကိုငဲကြပါ။မင်းတို့တခိုးတွေအုပ်စုရပါရော။ပြည်ပမှာရှိတဲ့စားကားစားနဲ့ပေါင်းပြီးရွေးကောက်ပွဲဝင်မဲ့လူတွေရောကျွန်တော်အနေနဲ့အသတိပေးပြောချခြင်းနဲ့ကျွန်တော်တို့ကတမိုင်းရေးနေတာ။အမှန်တရားကိုရှာနေတာ။အမှန်တရားဆိုတာငွေနဲ့ပေးလို့မရဘူး။ပြည်သူလူထုကဆုံးဖြတ်မှရတာ။ပြည်သူလူထုကလည်းမညံ့ကြဘူး။ပြည်သူလူထုကလည်းလေ့လာကြဘူး။ကျွန်တော်အနေနဲ့တိုက်တွန်းခြင်းနဲ့အဲဟိုလူတွေကလိုက်ပြောလိုက်တယ်ဘာလို့ပြောလို့ပြောမှမသိ။ဒီလူတွေကပြောလိုက်တယ်ဘာလို့နားတွေလိုက်ရောင်ပြီးတော့ ပြောနေတဲ့စကားတွေလည်းကြကြတာเนาะခင်ဗျားတို့တိတ်ပြီးတော့အာနိုင်ငံရေးမှာဆရာကြတယ်ဆိုရင်ကျွန်တော်ဆွေးနွေးခြင်းတယ်လူတိုင်းဖိတ်ခေါ်ပါတယ်အဲ Facebook ပေါ်မှာ10လီတာ17လီတာเนาะအားလုံးဖိတ်ခေါ်တယ်တိတ်ပြီးတော့နိုင်ငံရေးအရတိတ်နားလဲတယ်ဥပဒေအရတိတ်ပြတ်သားတယ်ဆိုရင်ကျွန်တော်တခွန်းချင်းစီမေးခြင်းတယ်เนาะအဲ့တော့ဟိုကျွန်တော်တို့ပြည်သူလူထုကလည်းမြန်မာနိုင်ငံကဟိုဘယ်လိုပြောလဲစိတ်ပန်းဖြေဖို့လူမှုကွန်ရက်စာမျက်နှာတွေတောင်းကြတယ်ပြည်တွင်းမှာနေတဲ့လူတွေကစိတ်ပန်းဖြေဖို့ ဟာတာအပေါ်ကကြီးကြတယ်ကျွန်တော်တို့နိုင်ငံကတဖြည်းဖြည်းနဲ့စိတ်ပန်းဖြစ်ရင်စိတ်ထွက်ပေါက်တွေအဖြေရှာရင်လည်းစောက်ပေါ်တွေဖြစ်နေတာကိုကိုမသိကြဘူးနော်ကျွန်တော်တို့မြန်မာကားတွေလိုက်ကြည့်လိုက်နောက်ပိုင်းမှာစောက်ပေါ်ကားတွေများလာတယ်လို့ပဲ Facebook မှာလည်းစောက်ပေါ်တွေများလာတယ်ကိုထင်တာကိုပြောချင်တဲ့ကောင်လေးကိုလူစောက်ပြစ်တယ်ဒီလူစောက်ပြစ်တယ်ကိုကြည့်တော့ဓမ္မနေနေလဲဆိုရင်မဲစောက်လို့ချင်းမိုင်လို့ဟာလားမိကြီးကတော့အော်စီလို့မှနေပြီးတော့ကိုထင်တာကိုပြောကိုလှုပ်ချင်တာကိုလိုမြေပြင်မှာဟိုရဲဘော်ကတော့အလှခံရဖို့အတွက်ဟိုဟုတ်ရင်လည်းဟုတ်တာလည်းပါရင်ပါမယ်မဟုတ်တာလည်းပါရင်ပါမယ်သူရဲ့စိတ်ခံစားချက်တွေလည်းရှိချင်ရှိမယ်ပေါ့နော်အဲ့တော့အဲ့ဒါတွေကိုကောက်ယူပြီးတော့ဟိုလူအပြစ်တင်ဒီလူအပြစ်တင်တဲ့ကိစ္စတွေရိုက်လိုက်ပါ နော်အချိန်တိုင်းဖားနေငါနဲ့အကွဲလာမှာအားလုံးကိုကျေးဇူးတင်တယ်အဲကျွန်တော်ဒီကတော့ဒီလောက်ပါပဲနော်စိတ်ထဲမှာနည်းနည်းလေးလေးလဲအဲပေါက်လာတဲ့အခါကျတော့ကျွန်တော်တို့ကပြောရတာအဲတခါတည်း